ရောက်စတိုင်းမင်္ဂလာပါဖျားခင်ထံတော်တရားနဲ့တင့်ရသက်တာပေါ်မှာငိန်သက်ချင်းရှိပါစေဒီနေ့မှာကြတော့တရားသူကြီးမတ်စွာဖျားဒီနေ့ကိတောင်ကျောင်းကိုကျွန်တော်တို့လေ့လာဆင်ခြင်ဖွင့်အတွက်ဖြစ်တာဖြစ်တယ်အဲ့တော့တရားသူကြီးမတ်စွာသေးမှာကိတောင်ကျောင်းနဲ့ပတ်သက်ပြီးမှအများကြီးဖော်ပြထားတယ်နော်အဲကိတောင်ရဲ့အတိတ်တွေကကြတော့လီးဖြတ်ခြင်းပေါ့နော်ကိတောင်ရဲ့အတိတ်တွေကကြတော့အဲလီးဖြတ်ခြင်းအဲ့ဒီကာလတွေထဲမှာဆိုရင် ဒီဣတိလလူမျိုးတွေကဘသူတွေရဲ့နှိပ်ဆက်ချင်းခံရလဲဆိုလို့ရှိရင်မိတံလူမျိုးတွေရဲ့နှိပ်ဆက်ချင်းခံရတယ်အဲ့ဒီမိတံလူမျိုးတွေထဲမှာခုနှစ်နှစ်ပတ်လုံးသူတို့ကဗာလဲအဲသူတို့ရဲ့ဒီနော်နှိပ်ဆက်ချင်းခံရတဲ့အဲအကြောင်းကိုကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့အဲ့ဒီကာလတွေထဲမှာဆိုရင်ဣတိလလူမျိုးတွေကဘလောက်ထိတောင်ဒုက္ခရောက်လဲဆိုလို့ရှိရင်မိ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 နေမြေဖြစ်ပေမဲ့မိမိအိမ်မှာမနေရပေမဲ့ဟိုးတောတောင်တွေမှာပုန်းဆောင်ပြီးမှနေရတယ်သူတို့စိုက်ပျိုးထားတဲ့အရာတွေဆိုရင် အဲ့ဒီရန်သူတွေကခဏခဏလာဖြည့်စည်းသွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုကာလတွေထဲမှာသူတို့ကပြန်လည်ပြီးမှဘုရားခင်ကိုပြစ်မှားပြီးမှအဲ့လိုနေတဲ့ခါမှာအဲ့ဒီရန်သူမိတန်လူမျိုးတွေထဲမှာဘုရားတစ်ယောက်ခုနှစ်နှစ်အပ်လိုက်တယ်အဲ့ဒီထဲကနေဘုရားခင် ပြန်လည်ပြီးမှသူတို့ပြန်လည်အော်ဟိတ်လာတဲ့ခါမှာဘုရားသခင်ကအဲ့မှာတရားသူကြီးတယောက်ကိုရွေးချယ်တယ်အဲ့ဒီလူကကျတော့ကိတောင်ဖြစ်တယ်ကိတောင်ရဲ့အတိတ်ဘေးကခုနကကျွန်တော်ပြောလို့လီးဖြတ်ခြင်းအတိတ်ဘေးရှိတာဖြစ်တယ် ယောရှာရဲ့သားဖြစ်တယ်ပေါ့နော်အခန်းကြီးတရားသူကြီးမဇာအခန်းကြီး6ထဲမှာကိတောင်ရဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရဖြစ်တယ်အဲ့တော့ကိတောင်ကဒီမိဒန်လူမျိုးတွေပေါ့နော်မတွေ့အောင်သူကစဘာကိုခိုးပြီးမှနေနေကျွန်တော်တို့တွေ့ရနေနေအချိန်မှာပေါ့နော်ဒီမှာဒီ7ထဲမှာဖတ်ချင်တယ်တဖန်သာရဘုရားကြီးကောင်းကင်တမန်ဒီလာ၍အိုဖရယွာမှာအာပြေစာအမျိုးသား ယောရှပိုင်သောတပိတ်ပင်အောက်၌ထိုင်တဲ့ယောရှသားကိတောင်သည်မိမိစပါးကိုမိတန်လူတို့မတွေ့စေခြင်းကစပစ်သည်နေရာသာအနာမှာစပါးကိုနေလက်နေ၏တဲ့သောရဖျားဤကောင်းကင်တမန်သည်ကိုတင်ရှား၍ခွန်အားကြီးသောအချင်းသူရဲ့သောရဖျားသည်တင်နှင့်အတူရှိတော်မူ၏ဟုဆိုလင်းတဲ့ဒီထဲမှာကိတောင်ကရန်သူတွေမမြင်အောင်ပေါ့နော်အဲ့ဒီဖက်မှာသူကစပါးကို နေတဲ့အချိန်မှာသာဝရဘုရားရဲ့ကောင်းကင်တမန်ကသူ့ရှိမှာထင်ရှားလာတယ်တဲ့အဲ့ဘုရားကသူ့ဘယ်လိုမြင်လဲဆိုတော့ခွန်အားကြီးသောချင်းသူယေရှုမှသူ့ပြောတယ်တကယ်ကြတော့ကိတောင်ကသူ့ကိုယ်သူမြင်တဲ့အရာကအဲ့လိုမဟုတ်ဘူးနော်တကယ်အားနေတဲ့သူပေါ့နော်မနာရှေမျိုးဒီကျမ်းစာထဲမှာဘယ်လိုဖော်ပြထားလဲဆိုရှင်15ထဲမှာပေါ့နော်အငယ်15ထဲမှာကိတောင်ကလည်းအိုးသခင်အကျွန်ုပ်ဒီဧည့်သည်လအမျိုးကိုအပေတုကေနှုတ်နိုင်ပါမည်နီအကျွန်ုပ်အမျိုး အကျွန်ုပ်အဆွေမျိုးသည်မနာရှည်အမျိုး၌တာ၍ဆင်းရဲပါ၏အကျွန်ုပ်သည်လည်းကိုယ်အဆွေအမျိုး၌အယုတ်ဆုံးသောသူဖြစ်ပါ၏ဟုလျှောက်လင်းတဲ့ဘုရားသခင်ကအာကြီးသော အချင်းသူယေရှုမှကိုပေမဲ့သူ့ကိုယ်သူကသူ့ရဲ့သူ့ကိုယ်သူခံစားရတဲ့အရာက तू ကသိမလားဘုရားသခင်ဆွန့်ပြစ်ရက်လေလူမျိုးနယ်ထဲမှာတမအယုတ်ဆုံးသောအယုတ်ဆူးဆုံးသောသူဖြစ်တယ်ဘာမှမလုပ်လုပ်နိုင်မှာမဟုတ်ဘူးဆိုမှသူ့ကိုယ်သူအားငယ်တဲ့အတ္တသာရှိရတူဖြစ်တာဖြစ်တယ် ဒါမှအဲ့ဒီလူမျိုးအားငယ်တင်ငယ်တဲ့လူတို့မှဘုရားသခင်ကတုံးနိုင်တာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့အားနေတဲ့အရာတွေကိုဘုရားသခင်လက်ထဲအနန္တတောသူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်အဲ့မှာဘုရားခင်ကပြောလို့ဆိုရင်ဂျန်ဒူတွေကိုလူတယောက်ကိုလှုပ်ကြံတယ်လို့ပဲဘုရားခင်ကပါလဲငါတင်တဲ့အသူရှိမယ်ဆိုရှင်လှုပ်ကြံနိုင်လိမ့်မယ်လို့ပြောတာဖြစ်တယ်အဲ့တော့ဘုရားသခင်အဲ့မှာကိတောင်ကဖတ်တမအုပ်ဆုံးသူကရစ်ပူစောတယ်ရစ်ပူစောတယ်ပြီးရင် အဲ့ဒီဘုရားခင်ပြောထားတဲ့အတိုင်းပဲเนาะအဲ့ညမှာဒီသူဖခင်အစအဲ့ဒီပါလဘုရားရစ်ကိုပူဇော်နေတာကိုကျွန်တော်တို့ချမ်းသာတယ်မှတွေ့ရတယ်ပေါ့เนาะတမဲအဲ့ညမှာသူကအကုန်လုံးဖျက်ဆီးပစ်လိုက်တယ်เนาะပြီးတက်တက်ဘုရားခင်ပါလဘုရားအဲ့ဒီအပြင်ရောသူကခုတ်လဲပြီးမှဗာလဲဒီဘုရားခင်ရစ်ပူဇော်ရဲအလုပ်လေနှုတ်ရကြတော့ဘသူလောက်ရလဲပေါ့เนาะကီတောင်လောက်လေဆိုမှပြောတဲ့အချိန်မှာဒီကီတောင်ရဲ့ဖခင်ကလည်း ဘာလဖျားအသက်ရှင်နေဆိုရှင်အဲ့ဒီပြူပြတ်သွားတဲ့အကြီးကိုသူကနေသူဒီဆောက်ပစေဆိုမှသူကအဲ့လိုပြောတာပေါ့နော်အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုရှင်ပြီတောင်ကဖျားသခင်ပြန်ပြီးမှဆုံဆန်းတယ်နော်ဖျားခင်ပထမသူကဒီသူ့မွေးပေါ့နော်ပထမသူ့မွေးအခန်းကြီး6အငယ်30ခွန်းထဲမှာသူကဖျားသခင်ကျွန်တော်တို့နဲ့တကယ်ရှိမယ်ဆိုရအောင်ကျွန်တော်တို့ယုံကြည်နိုင်ဖို့အတွက် ဘုရားသခင်ဆရာတော်တက်တည်ကိုလူချင်တာဖြစ်တယ်အဲ့တော့တော့ဘာဖြစ်လို့ဆိုမြင့်တူးမွေးတစ်ခုယူပြီးမှ မြင့်တပြင်လုံး၆တွေ့ရတူးမွေးကဘာလဲဒီစူစေဖို့နော်မနှက်ခင်ရောက်လာလို့ရှိရင်မြင့်တပြင်လုံးက၆တွေ့ပြီးမှတူးမွေးကစူလေဆိုလို့ရှိရင်တူးမွေးတစ်ခုတည်းပဲစူရယ်ဆိုလို့ရှိရင်ဘုရားကကျွန်တော်တို့အတူနဲ့အတူရှိမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါမယ်ဆိုမှသူကအဲ့လိုပုံစံတော့ဗောနော်အဲ့တော့မနှက်ခင်းမှာသွားကြည့်တဲ့အခါမှာသူ့မွေးကတကယ်ပဲ နော်မြေတပြင်လုံးဝချုပ်ချောက်တွေးပြီးမှသူ့မွေဆူနေအဲ့နဲ့နောက်တစ်ခေါက်ဖျားခင်သူကစုံစမ်းနေပါမြေတပြင်လုံးကဆူပြီးမှတဲ့သူ့မွေကချောက်တွေးပစေဆူမှပြန်စုံစမ်းတဲ့ခါမှာနောက်ရက်တော့ကြည့်တဲ့ခါမှာအဲ့ဒီတိုင်းဖြစ်တာပေါ့နော်အဲ့တော့ဖျားခင်ကသူနဲ့အတူရှိတယ်ဆိုရဲအတူယုံကြည်သွားတယ်ပြီးရင်အဲ့မှာသူတို့ဒီမိတန်လူမျိုးတွေကိုစစ်တိုက်ဖို့အတွက်လူရွေးချယ်ခိုင်းတယ်ဖျားခင်အဲ့တော့သူကဒီ ်တွေ့သမျှအကုန်လုံးသူကခေါ်တာပေါ့နော်ဒါစစ်တိုက်ရမယ်ဆိုတော့เนาะအစ်တီလာတင်မြို့တိမာရတကယ့်နိုင်ဆက်ချင်းပဲခံရတယ်ဆိုတော့တကယ့်စစ်သူရေဒီမှာကျွမ်းကျင်တဲ့သူဆိုတော့ရှိမှာမဟုတ်ဘူးเนาะဒါအဲ့ကျတော့အကုန်လုံးကိုခေါ်တယ်တရားသူကြီးခန်းကြီးခုနှစ်ထဲမှာအဲ့မှာဘယ်ကြောက်လန့်ဒီမှာဒီအဲ့ဒီလူတွေကိုစစ်တိုက်ဖွင့်တဲ့ဖြစ်တဲ့ချိန်မှာကိတောင်ကအများကြီးခေါ်လာတယ်ဒါပေမဲ့အဲ့ထဲကနေဖျားခင်ပြန်နေပြီးမှရွေးချယ်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့ အခန်းကြီးခုနဲ့အငယ်နှစ်ထဲမှာသောရဖျားကလည်းတင်လိုက်ပါတော့လူတို့သည်အလွန်များ၍တစ်ကနဲ့ဖတ်မယ်နော်အခန်းကြီးခုနဲ့အငယ်တဲ့ယေရုရာယေရုဘာလအမိဖြစ်ခိုးဝတ်တော်ကိတောင်သည်နက်နက်စောစောထား၍ရှိသမျှတော့သူတို့နှင့်တကွဟာရုရေသွင်းနာမှာတက်ချသဖြင့်မိမိတန်တက်သည်မြောက်ဖက်မောရေတောင်ခြေရင်း၌ရှိကြ၏တဲ့ သရဖျားကလည်းတင်လိုက်ပါတော့လူတို့ဒီအလွန်များ၍ဒုဒုလက်နဲ့မိတန်လူတို့ကိုငါမအယားအလင်ဣတိလအမျိုးကငါလက်ယုံသည်ငါကိုခေတင်ပြီဟုငါတစ်ဖက်နဲ့ဝါကြွားလိမ့်မည်သူဖြစ်၍ကြောင်းလန့်တော်သူမိဒီကကိလက်တော်မှစောစောပြန်သွားစေဟုလူများတို့အားဟိတ်ကြော်လောခုကိတောင်အားမိန်တော်မူသည်ဖြစ်လူလူနှစ်တောင်းနှစ်ထောင်ပြန်သွား၏တဲ့တစ်တောင်းကြံ၏၏တဲ့ ်ဒီထဲမှာဘာဖြစ်လဲဆိုတော့ကိတုံးကတိတ်တမြလူတွေအားလုံးခေါ်လာတယ်ဒါပေမဲ့ဘုရားခင်ကဘာပြောလဲဆိုတော့မင်းစီမှာလူရဲများတယ်ပေါ့နော်ခဏနဲ့အဲ့လူလူအများကြီးနဲ့ကျွန်တော်တိုက်လိုက်မယ်ဆိုလို့ရှိရင်ငါလက်ယုံကငါ့ကိုကေတင်ပေးစမှာအထင်မလားဘုရားကြောက်ဖြစ်တယ်ဆိုမှမပြောဘဲနဲ့ဗာလေငါတို့ခွန်အားကငါတို့ကိုကေတင်လိုက်ပြီဆိုမှဝါချွားလိုက်မယ်တဲ့ဒါကြောင့်လူကိုပြန်သွားစေလို့ပြောတဲ့ချိန်မှာကြောက်တတ်တဲ့လူတွေကိုပြန်ခိုင်းတယ်ကျွန်တော်တို့ဘုရားသခင်ရဲ့လို့ ဒီလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့အတ္တသားထဲမှာကြောက်တတ်တဲ့စိတ်တွေဖိရှားပွားတဲ့အရေးကြီးတာဖြစ်တယ်။စိုးရင်စိတ်ဘာလို့ဆိုဖိရှားတဲ့ခင်ကခတ်သိမ်းတော့အရာတွေကိုတတ်ဆွမ်းနိုင်တော့ကြောက်ကျွန်တော်တို့ကိုကျွန်တော်တို့ကျွန်တော်ရဲ့အားနည်းချက်တွေကိုမကြည့်ပဲနဲ့ဖိရှားရဲ့တတ်နိုင်ခြင်းတွေပေါ်မှာကျွန်တော်တို့ကပါလေလှုပ်ဆောင်တတ်တော်သူတွေဖိဖွန်တဲ့အရေးကြီးတာဖြစ်တယ်။အာမင်။မနာရှေမျိုးအားနည်းတဲ့အမျိုးဖြစ်ပေမဲ့ဖိရှားခင်ကသူ့ကိုဘယ်လိုခေါ်လဲဆိုတော့အားကြီးတော်ခြင်းတူယေရှုမှာခေါ်တော်ဖြစ်တယ်။အာမင်။ ဲ့တော့ဖះရဲ့အမြင်နဲ့ကျွန်တော်တို့ကအသက်ရှင်တဲ့သူတွေဖြစ်ပေါ်တဲ့အရေးကြီးတာဖြစ်တယ်။ဒီနေရာမှာလူရဲများတဲ့ကြောက်လန့်တဲ့လူတွေကိုပြန်ခိုင်းပါလို့ပြောဖြစ်တယ်။နော်အဲ့တော့ပြင်းကြောက်တတ်တဲ့လူကဖះရခင်အလုံးလုံးဖွင့်တဲ့အဆင်မပြေဘူးပေါ့နော်။အဲ့တော့ဒီဣတိလလူမျိုးတွေခန္ဓာပြေဆုံးစမ်းတဲ့ခါမှာကြောက်တဲ့၁၀ယောက်ကအလုံးမဖြစ်ဘူးပေါ့နော်။ဒါပေမဲ့ယောရှုနဲ့ကာလကငါတို့နိုင်မယ်ဆိုမှ ဖះရဲ့ဂတိတော်ကိုဆွဲလန်းပြီးမှယုံကြည်တဲ့ခါမှာအဲ့ဒီနေရောက်ကပါလဲခန္ဓာပြီဝင်စားခွင့်ကိုရရှိခဲ့ရဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့အတ္တသားမှာကြောက်တတ်တဲ့စိတ်တွေကိုကျွန်တော်တို့အတ္တသားမှာဖေးဖတ်ရှားဖွားတွေအရေးကြီးတာဖြစ်တယ်ဒီမှာနော်ဒီကြောက်တဲ့လူတွေကိုဆိုးဆိုးပြန်ခိုက်ပါလို့ပြောရချင်မှာဘယ်နှစ်ယောက်ပြန်သွားလဲဆိုလူ1000 2000ပြန်သွား၍1000ပဲကျန်နေတဲ့ တတော်ပဲကျန်တာတော့မိတန်လူမျိုးတွေကအိမ်မတမမများတယ်တေးလုံးနဲ့မြများပြားကြတယ်ဆီမကျန်စာတဲ့မှာပေါ်ပြတယ်ဒါပေမဲ့တတော်ပဲကျန်တဲ့ခါမှာတဖန်းနဲ့ဘုရားခင်ကဗာလဲလူအရမ်းများသေးတယ်တဲ့လူအရမ်းများသေးတယ်ရေစိတ်တဲကိုခေါ်တော့ပါဒီခန်းကြီးခုနဲ့ငယ်လေးရနဲ့ဆက်ပြီးမှဖတ်တဲ့ချိန်မှာလေးစိတ်ကိုခေါ်တော့ပါတဲ့အဲ့မှာ not the cock ပြန်ပြီးမှခွဲခိုင်းတယ်အဲ့မှာ ငါးထဲမှာမှာပေါ့နော်ကိတောင်တီလူတို့ကိုယေစုခေါ်ခဲ့၍သာဝရဘုရားကခွေးတီယေကိုလက်၍တောက်တကဲ့သို့ရှာနှင့်လက်၍တောက်တော်သူတဆုဒူးထောက်၍ဝတ်၍တောက်တော်သူတဆုထူလူနှစုကိုခွေးထားလောခုကိတောင်အားမိန်တော်မူ၏ထိုခါမိမိလက်ခုံနှင့်ယေကိုယူသည်ဖြစ်လက်လက်၍တောက်တော်သူ300ရှိ၏တဲ့လက်ခုံနဲ့ဒီလိုနော်ယူပြီးမှလက်ပြီးမှတောက်လဲတဲ့တဆုကြတော့ပါလေဒူးထောက်ပြီးမှ ငုတ်ပြီးမှတောက်လဲပေါ့နော်အဲ့တော့ဒီချစ်ဒီနဆုခွဲတဲ့ချိန်မှာလက်ခုပ်နဲ့ယူပြီးမှဗာလဲလက်ပြီးမှတောက်တဲ့လူ300ရှိတယ်အဲ့ဒီလူတွေနဲ့ဘုရားခင်ဆစ်တိုက်ဖို့အတွက်ဘုရားခင်ရွေးချယ်ခဲ့တာဖြစ်တယ်အာမင်ကြောင်းရွံ့နေတဲ့တိမနာဘုရားခင်ငါတို့ကိုဆွန့်ပစ်သွားပြီးဆီမှာကီတောင်းရဲ့တတသေးမှာခံစားမှုတွေရှိခဲ့ပေမဲ့ဗာလဲဘုရားသခင်ဟာသူနဲ့အတူရှိပြီးမှဆစ်တိုက်နေတယ်ဆိုရတော့တိဖို့အတွက်ဗာလဲလူကိုအနည်းငယ်ကိုပဲရွေးချယ်ခဲ့တာဖြစ်တယ် ်နော်အဲ့ဒီလူတွေအပြင်ဘုရားသခင်ကပါလေအောင်ချင်းအဖွင့်ကိုမိတန်လူတွေအားလုံးကိုအောင်နိုင်ချင်းအဖွင့်ကိုပေးခဲ့တာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာအသေးမှာဘုရားပုံမှာ ကျွန်တော်တို့ကယုံကြည်ခြင်းရှိရမယ်ပြီးကြောက်တဲ့စိတ်တွေကျွန်တော်သက်တာထရမယ်ဖြေထားရမယ်နော်ဇဝေသွားအပြုတ်ဖြစ်ပါမလားအဲ့ဒီစိတ်တွေကျွန်တော်တို့အသက်တာထဲမှာတဲ့နေပါလေကျွန်တော်တို့ဖေရှားဖို့အတွက်ဖြစ်တာဖြစ်တယ်ဘုရားသခင်ကခတ်သိမ်းသောအရာတွေကိုတတ်ဆွမ်းတဲ့ဘုရား ခတ်သိမ်းတော့အရာတွေကိုလှုပ်ဆောင်နိုင်တဲ့ဖရားဖြစ်တယ်ဆိုတာကျွန်တော်တို့ကယုံကြည်ပြီးမှဖရားသခင်လှုပ်ခိုင်းတဲ့အတိုင်းကျွန်တော်တို့ကလှုပ်ဆောင်သက်တော်သူတွေဖြစ်ဖို့အတွက်အိမ်တမ်းမှာအရေးကြီးတာဖြစ်တယ်အာမင်အဲ့တော့ဒီထဲမှာ300နဲ့ပဲသူတို့ကဗာလဲဒီမိတန်လူမျိုးတွေကိုစစ်တိုက်ဖို့အတွက်ဖရားခံရွေးချယ်တယ်ဆိုရဲကျွန်တော်တို့တွေ့ရဖြစ်တယ်နော်သူထောက်ပြီးမှငုတ်ပြီးမှတောက်တဲ့လူတွေရောပြန်ခိုင်းတယ်နောက်ဆုံးဗာလဲလက်ခုံနဲ့ယူပြီးမှသူအဲရေတောက်တဲ့အဲ့ဒီ300နဲ့ပဲစစ်တိုက်ဖို့အတွက်ဖရားခံလှုပ်ဆောင်တာဖြစ်တယ်အဲ့တော့ ဲ့အဲ့အချိန်မှာနော်ရန်သူတွေကိုအရင်ဆုံးသူတော့ဗာလဲဒီသွားပြီးမှစုံစမ်းတဲ့ရန်သူရဲ့တပ်ထဲမှာအဲ့တော့ရန်သူတွေရဲ့တပ်ထဲမှာသွားပြီးမှစုံစမ်းတဲ့ခါမှာရန်သူတွေကအဲ့ဒီညကတည်းကနေသူတို့အိမ်မက်ကိုမှတ်နေရပြင်မလားအဲသာဝရဖျားရဲ့နော်တပူမိုး၍ဒီထဲမှာကျွန်တော်ခဏလေကျွန်တော်တစ်ချက်တော့ဒီမှာဖတ်ချင်တာဖြစ်တယ် စနစ်ထင်းမှာပေါ့နော်မိတံပိသာအမလက်ပိသာအရှိပိသာအပေါင်းတို့တီခြိုက်နိုင်အိတ်လက်ဂျိုင်းကောင်နဲ့အမြများပြကြဤတဲ့ကလာအုပ်တို့တီလဲသမုတ်တရားသေးလုံးနဲ့အမြအတိုင်းမတိများကြ၏တဲ့ကိတောင်တီရောက်တော့ခါလူတယောက်တီမိမိမြင်မှတ်သောအိမ်မက်ကိုမိမိအပေါင်းဖော်အားပြန်ပြောဒီမှာငါမြင်မြတ်တီကမုယောမုတ်တပြားတီမိတန်တသေးတို့လိမ့်၍တေးတဆောင်ကိုတွေ့နေ ကြိခိုက်မောက်လံဖြူချလေဤဟုဆူသောသူ၏အပေါင်းဖော်ကသူမုတ်ပြားသည်အခြားမဟုတ်ဣတေလအမျိုးယောရှတာကိတောင်၏သားဖြစ်သူသူလက်နက်ဘုရားသခင်သည်မိတံအမျိုးမိတံဘူးချေအပေါင်းသူကိုအတော်မူမိဟုပြန်ပြော၏သူတို့အဲ့မှာကိတောင်တို့ကနော်သွားပြီးမှအဲ့ဒီရန်သူတက်ထဲမှာသွားပြီးမှစုံစမ်းတဲ့ခါမှာသူတယောက်ကအဲ့မှာအိမ်မက်မတ်တယ်ဆိုမှပြောအဲ့ဒီအိမ်မက်ကိုပြောတယ်ပေါ့နော် အဲ့ဒါကိုတိချင်းအပြည့်ဘုရားသခင်ကသူတို့လက်ထဲကိုအပ်လိုက်မယ်ဆိုတော့ကိတောင်ကတခါလေးတိသွားပြီအဲ့ချိန်မှာသူတို့ကလည်းအင်းအင်းကိုပြန်မှသူ့ရဲ့သူတွေကိုနိုးဆော်ပြီးမှသူတို့ဘာရီကိုလှုပ်ဆောင်လဲဆိုရှင်ဆက်ရှစ်ထဲမှာငါနဲ့ငါငါ၌ပါတော်သူအပေါင်းတို့သည်တပူးမုတ်တော့ခါတပ်ပတ်လေအရရက်၌တင်တို့သည်တပူးမုတ်ရဲ့သာရဘုရားဤကိတောင်ဤတားဟုဟိတ်ကြော်လို့ဟုမာသာဤအဲ့မှာရန်သူထက်တဲ့ကိုသွားပြီးမှသူတို့ကလည်းတပူးမုတ်တယ် တပူးမိုးတဲ့ခါမှာဘာကျွေးကြေခိုင်းလဲဆိုလို့ရှိရင်သာဝရဖျားနေ့တိတောင်အိတ်သားဆိုပြီးမှအိုဟိခိုင်းတဲ့ခါမှာယန္တူရိယကြောက်လန့်ပြီးမှအချင်းချင်းပါလေရှုပ်ထွေးသွားတယ်ဆိုရအောင်ကျွန်တော်တို့တွေ့ရဖြစ်တယ်အဲ့တော့အဲ့ညမှာသူတို့ဖျားခင်ပါလေကြီးစွာအောင်ရတော့ခွင့်ပေးရဖြစ်တယ်အဲ့ကျကျွန်တော်တို့ရဲ့ဘဝအတ္တသားထဲမှာဝိညာဉ်အထဲမှာကျွန်တော်တို့ကဗာလေယန္တူရိယအောင်နိုင်ဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာကဖျားစကားနားထောင်ဖို့အတွက်အရေးကြီးရဖြစ်တယ် ဖះလုတ်ခိုင်းတဲ့အတိုင်းကျွန်တော်တို့ကလုတ်ဆောင်လာတဲ့အခါမှာဖះတခင်ကျွန်တော်တို့ကိုအောင်မြင်ခြင်းခွင့်ကိုပေးတာဖြစ်တယ်ကျွန်တော်တို့ရဲ့တတ်နိုင်ခြင်းကျွန်တော်တို့ရဲ့ခွန်အားအစွမ်းစတွေကြောင့်မဟုတ်ဘဲနဲ့ဖះရဲ့စကားပေါ်မှာနားထောင်ခြင်းအပြင်ကျွန်တော်တို့လမ်းလျှော့လုတ်ဆောင်လာတဲ့အခါမှာအဲ့ဒီပုံမှာဖះခင်ကနမိတ်လက္ခဏာနဲ့လှုပ်လှုပ်လို့ဖះဖြစ်တာဖြစ်တယ်အာမင်ဒီညမှာဆိုစစ်တိုက်ဖို့သူတို့300ပဲရှိတယ်အဲ့ဒီ300လဲဗာလဲသူတို့ကြွေးကြော်တယ်ဖះရဲ့နာမောကြွေးကြော်ပြီးမှဗာလဲထာဝရဖះရဲ့ ဘာလဲဒီမှာသူတို့ကြွေးကြော်တယ်နော်တပူမိုးရထောင်ရဖီးယားနဲ့ကိတောင်ဤတားဆိုပြီးမှသူတို့အိုဟိတ်ကြတဲ့ခါမှာရန်သူတွေကရှုပ်ထွေးပြီးမှကြောက်လန့်သွားတယ်ဆိုရကျွန်တော်တို့တွေ့ရဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာသေးမှာဖီးယားရဲ့အလူတော်ကိုဝန်ခံပြီးမှကျွန်တော်တို့ကရန်သူတွေကိုအနိုင်ယူတာနိုင်တာဖြစ်တယ်အာမင်ကျွန်တော်တို့ရဲ့အစွမ်းစားတွေကျွန်တော်တို့ရဲ့ခွန်အားတွေအပြည့်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့သက်သာတဲ့ရန်သူတွေများစွာရှိတယ်အဲ့ကြောင့်ကျွန်တော်တို့ကဖီးယားကိုအားကိုးခြင်းနဲ့ ရန်သူတွေကိုကျွန်တော်အနိုင်ယူနိုင်တယ်။အဲ့ဒီလလူမျိုးတွေကိုအဲ့ဒီခေတ်မှာဘုရားခင်တားလေးကိုပြုတ်ပြချင်တာဖြစ်တယ်။ဖះကိုဆွန့်ပြန့်ပြီးမှမနေကြနဲ့သိမလား။ဖះစီကိုပြန်လေ့လာပါ။ဖះနဲ့အတူသွားကြပါ။ဖះမပါဘဲနဲ့ကျွန်တော်ဘာမှမလုပ်နိုင်ဘူးဆိုရအောင်သူတို့ကိုတိခိုင်းစေချင်တာဖြစ်တယ်။အာမင်။အဲ့တော့အဲ့ဒီနေရာမှာသူတို့ရန်သူအားလုံးကိုအနိုင်ယူနိုင်ခဲ့တဲ့ဆွေရကိုကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်။အဲ့တော့ဒီမှာနော်။နောက်ဆုံးဒီကိတောင်ကဒီ မိတန်လူမျိုးတွေကိုအနိုင်ယူပြီးတဲ့နောက်ပိုင်းမှာတော့အုပ်စုအုပ်ချုပ်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကိတောင်ကကိတောင်ရဲ့အမားလေးတွေပေါ့နော်ကိတောင်ရဲ့အမားတွေကဘာလဲဆိုလို့ရှိရင်အခန်းကြီး၈အငယ်23 28ထဲမှာကျွန်တော်တစ်ချက်ဖတ်ချင်တာဖြစ်တယ်ခန်းကြီး၈အငယ်23အဲအခန်းကြီး၈အငယ်23 28ဒီထဲမှာပေါ့နော် 一幢，一幢的，我的顶多个没二叔呀，我大了没二叔呀，他若别的顶多个二叔多模样，以后又来讲，都要从顶多西的面的路右去，压到那当多个百把米长，我当亲的户又来讲，说来，人多多的一十米了，苗皮又一，睡那当多新得家的地都。 သူတို့ကလည်းစင်စစ်ပေးပါမည်ဟုဆူလက်ဆောင်ကိုခင်း၍လူအပေါင်းတို့သည်မိမိတို့လူอยู่၍ရသောနှတော်များကိုချထားကြ၏တဲ့အဲဒီမှာအရေးကြီးတဲ့အရာလေးကကိတောင်တောင်းသောရှင်နှတော်များအချိန်ကအခွက်တစ်ဆက်နှစ်ခွက်ပိတ်တာရှိသူမတပါမိတံမင်းကြီးဝတ်စင်သောသစလေဆွဲညီမောင်းသောအဝတ်ကလအုပ်လေကျူးများကိုရသည်၏သူသစသူနှင့်ကိတောင်သည် တင်တိုင်းတော်ကိုလုံ၍မိမိနေရာအော်ဖရာမြို့မှာသားသဖြင့်ဣတိလမြို့သားအပေါင်းတို့သည်သူတင်တိုင်းတော်နှင့်မာယွင်းလက်သွားတကြ၏သူမှုသည်ကိတောင်နှင့်သူ၏အမျိုးပြစ်မာရာအကြောင်းဖြစ်သည်ကိတောင်ကအဲ့ဒီငါငါရောဒီနော်မအုပ်ဆူရဘူးငါသားရရောမအုပ်ဆူရဘူးပေါ့နော်ဖျားခင်သော်ရဖျားပဲအုပ်ဆူရမယ်တဲ့တမက်ကဘာတောင်းလဲဆိုရင်အဲ့ဒီ ဒီလူရီစီကနေဗာလဲသူရွှေနှစ်တောင်းတွေပေါ့နော်အဲ့ဒါတွေတောင်းပြီးမှသူကဘာလို့လှုပ်ဆောင်လဲဆိုလို့ရှိရင်တင်းတိုင်တော်လို့ပြောတာဖြစ်တယ်တင်းတိုင်တော်ကိုတနည်းအားဖြင့်ဘယ်လိုခေါ်လဲဆိုအိဖုတ်လို့လည်းခေါ်တယ်ဒီယစ်ဘရိုခိရရဲ့အပေါ်အဝတ်လုံပေါ့နော်အဲ့ဒါကိုသူကဖိယသခင်မခိုင်းပဲနဲ့လှုပ်ဆောင်တယ်အဲ့တော့ဖိယသခင်မခိုင်းဘဲနဲ့သူလှုပ်ဆောင်တဲ့အခါမှာတော့ဆုံးကြိုက်သူကအဲ့ဒီလလူမျိုးတွေကအဲ့ဒါအဖြစ်သူတို့ကမာယွန်းစရာအကြောင်းဖြစ်လာရုပ်ချုလို့ဖြစ်လာတာပေါ့နော် ဲ့ကျကျွန်တော်တို့ရဲ့အတ္တသားထဲမှာဖះမခိုင်းတဲ့အရာကိုကျွန်တော်တို့ကမလုဆောင်သက်တော့သူမလုဆောင်ဖို့အတွက်အရေးကြီးတာဖြစ်တယ်။နောက်ဆုံးဒီရာအဖြစ်အဒီလလူမျိုးတွေကပါလေမာယွန်းစေတယ်တဲ့။နောက်ဖះမခိုင်းပဲနဲ့သူလုဆောင်တဲ့အခါမှာအဲ့ဒါကနောက်ပိုင်းပါလေသူတို့ရဲ့ဂုံဝါကြွားစရာသိမလားအဲ့လိုမျိုးဖြစ်လာလေပေါ့နော်။နောက်ဆုံးအဲ့ဒီရာအဖြစ်မကြတဲ့ဂီတောင်ကဒီအစ်ဒီလလူမျိုးတွေနှစ်ပေါင်းဘလောက်ကြီးအုပ်ချုပ်ခဲ့လဲဆိုရင်အနှစ်၄၀တိုင်တိုင်းတပီလုံးငိမ့်ချမ်းဆိုတော့ ဥချုပ်ချုပ်ခဲ့တယ်ဆိုရအကိုကျွန်တော်တွေ့ရဖြစ်တယ်။ तू ကိတောင်ကဒီမယားဒီရောအများကြီးယူထားတယ်ဆိုရအကျွန်တော်တို့တွေ့ရဖြစ်တယ်။နော်အဲ့မှာသူ့ရဲ့တား80ရှိတယ်တဲ့။နော်အခန်းငယ်အခန်းအခန်းငယ်30ထဲမှာပေါ့နော်။ကိတောင်ဒီမယားများ၍ကိုရတော့တား80ရှိ၏ဆိုပြီးမှစံစာထဲမှာဖော်ပြထားတာဖြစ်တယ်။နော်အဲ့ဒါကြောင့် အဲဒီကျွန်တော်သူ့ရဲ့နောက်ဆုံးပိုင်းမှာသူ့ရဲ့အမားလေးတွေပေါ့နော်သူဒီပြင်နောက်တစ်ခါမှာဆိုလို့ရှိရင်အပြစ်မလက်အကြောင်းကိုကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့တော့တာကီတောင်ရဲ့သားပေါ့နော်အပြစ်မလက်အကြောင်းရောကျွန်တော်ပြောပြချင်တာဖြစ်တယ်ဒီအသားက80ရှိတယ်နော် तू ကဒီတင့်တိုက်တော်ကို तू ကလှုပ်ဆောင်လိုက်နောက်ပိုင်းမှာအစ်ဒီလာလူမျိုးတွေကအဲ့ဒီရအဖေမာယွန်းဆရာဖြစ်လာတယ်ဆိုရပါပေါ့နော်တာကီတောင်ရဲ့အကြောင်းလေးဖြစ်တာဖြစ်တယ်သူ့ရဲ့တက်တာအထင်းမှာ တကယ်ဖျားသခင်ကသူနဲ့အတူရှိလာတဲ့အခါမှာသူကတကယ်တင်ငယ်တဲ့အမျိုးတင်လာအယုတ်ဆူဆုံးသောအမျိုးဖြစ်တယ်ဆိုပေမဲ့ဖျားသခင်ကသူနဲ့အတူရှိလာတဲ့အခါမှာယန္တူရီကိုသူကအောင်နိုင်ရတဲ့အခွင့်ကိုပေးတယ်လူ300နဲ့ပဲယန္တူရီကိုအနိုင်ယူခဲ့တဲ့သူဖြစ်တာဖြစ်တယ်အာမင်တကယ်သမုတ်တရားသေးလုံးနဲ့အမြများပြတဲ့ယန္တူရီကိုဗါလဲတကယ်ကြောက်တတ်တယ်ဆိုတဲ့သူကဗါလဲဖျားသခင်အတူရှိလာတဲ့အခါမှာယန္တူရီကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့ကျွန်တော်တွေ့ရဖြစ်တယ်အဲ့ကျွန်တော်ရဲ့အသက်တာအထက်မှာရော တင်ငယ်နေတဲ့အရာတွေကိုတင်ငယ်လွန်းလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့ကြောင့်ကျွန်တော်တို့ကဗာလဲအဲ့ဒီအရာတွေကိုဘုရားသခင်ရဲ့လက်တော်ထဲမှာအံ့နံပြီးမှဘုရားသခင်နဲ့အသက်ရှင်သက်တော်သူတွေဖြစ်ပွားတဲ့အရာကြီးကြီးတာဖြစ်တယ်အာမင်ကျွန်တော်တို့မှာကြောက်တဲ့စိတ်တွေကိုဘုရားလက်ထဲအံ့နံကြအောင်ဘုရားကကျွန်တော်တို့ကိုဘယ်တော့မှကြောက်တဲ့စိတ်မပေးဘူးဆိုမှကျမ်းစာထဲမှာဖော်ပြထားရတဲ့ကြောင့်ကျွန်တော်တို့ကဗာလဲလောကထဲမှာကျွန်တော်တို့ရောက်ရှိလာတာနဲ့ကျွန်တော်တို့ကတခုတ်ခုတ်ကိုလုံဆောင်နိုင်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ရမှာဖြစ်တယ်အာမင်အတိတ်ပဲရှိဆိုတော့ကျွန်တော်တို့ကိုဘုရားသခင်ဖန်ဆင်းထားတယ် အတိတ်ပဲရှိဆိုတာကျွန်တော်တို့ကိုလောကထဲမှာထထထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လောကထဲမှာအသက်ရှင်နေတဲ့အချိန်ထဲမှာဘုရားသခင်ကျွန်တော်တို့ကိုတခုခုလှုပ်ဆောင်ဖို့အတွက်ရည်ရွယ်ချက်ချက်ရည်ရွယ်ချက်ရှိဆိုတာကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့လူတွေဖြစ်တာဖြစ်တယ်အဲ့ကြောင့်တင်းရဲ့အသက်တာထဲမှာကြောင်းရွံ့စစ်တဲ့စိတ်တွေဖိတ်ထားပါအာမင်ဘုရားသခင်ကျွန်တော်ကိုဘာဖြစ်ခိုင်းစေခြင်းနဲ့ဘာလုပ်ခိုင်းစေခြင်းနဲ့အရာကိုကျွန်တော်ကပါလဲရှာဖွေပြီးမှအဲ့ဒီအရာအဖြစ်လူတွေကောင်းကြီးဖြစ်ဖို့အတွက်ကျွန်တော်ကပါလဲရည်ရွယ်စွာလှုပ်ဆောင်သက်တော်သူတွေဖြစ်ပါစေဆိုပြီးမှ ဒီနေ့နော်တရားသူကြီးမဆာကိတောင်ရဲ့အကြောင်းကနေကျွန်တော်အနည်းငယ်ခွန်အပ်ပေးချင်တာအများလောက်ဖြစ်တဲ့အရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ